2025ခုနှစ်ဇွန်လ4ရက်ဗုဒ္ဓနေ့မနေ့စောစောနှုတ်ကရဏီဘုရားခင်သာတယောက်လည်းကျွန်တော်တို့တပြက်ခန်းစားပြီးတိတ္တကာလသွားလာခြင်းလည်းမဲ့ခွေရွဲ့အတွက်ပြင်ဆင်ပေးရဖြစ်ရှင်တော်ပါဘုန်းကြီးပါစေတော့ရှေးဥစွာကာလချင်းရွေးတော်မှာဆိုရင်နှစ်စာနေဒီဂရီပါဝင်ကျွန်တော်ကျွန်မတက်ရှင်ခဲ့တာ155ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ခဲ့တဲ့155ရက်ကိုဘယ်လိုသုံးပြခဲ့လဲပြန်ပြောင်းဆက်ဆက်စဉ်းစားဆင်ခြင်နှုတ်သွင်းကြရအောင်မနေ့ကနေစပြီးတော့နှစ်ကုန်ထိကျောတယောက်ချင်းစီပါကြန့်ရှိသေးရရပောင်း230တိတိကြံပါတယ် ရပ်ပေါင်း130တိတိကိုလည်းကာလအခြေကိုဘယ်လိုသုံးပြမလဲဆိုတာကိုပြန်ပြောင်းဆန်းစစ်ပြီးတော့စဉ်းစားစီရင်နှုံသွင်းအောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်ဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ရှင်မာကုခရုဝင်ခန်းကြီး73အပိုက်ငယ်7ဖြစ်ပါတယ်ရှင်မစွာက မစင်ခြင်းကြနဲ့ထိုခဏချင်းတွင်တင်တို့ရသောစကားကိုသာ ပြောကြလော့အเจ้าမူကားတင်တို့သည် အလိုလျောက်ပြောကြသည်မဟုတ်တန်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏လက်ကိုယ်တော်သည်အသက်ရှင်သောရဖြစ်တိုင်းကြောက်တမဘုရားခင်သည်အတိတ်တပံပြလိုက်ကောင်းချီးပေးပါစေတော်အာမင်ရှင်မောက်ခရဝင်ခန်းကြီး73ထဲမှာဘေးဒဏ်ကြီးကာလနဲ့ပတ်သက်ပြီးဖော်ပြရရာဖြစ်ပါတယ်အသင်းတော်နဲ့တော့ဓာတ်ရည်ကြီးတော့မပတ်သက်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အသင်းတော်ကခြေဆောင်ခံရပြီးပြီးမှဘေးဒဏ်ကာလ9နှစ်ဖြစ်မှာအောင် တော့ synoptic gospel လို့ခေါ်တဲ့မဿဲမာကုလူကာဖတ်တဲ့ခါမှာတတိထားဖို့လိုတယ်။မာမဿဲမှာဆို24 25ခန်းကြီးတယ်။ဟိုမာကုမှာဆိုဒီနေ့ကျွန်တော်ပြောနေတဲ့မာကု73လူကာမှာဆိုလူကာ21အဲ့မှာပြောနေရအောင်လားဘေးတန်ကြီးကာလမှာရှိတဲ့ဟလာတန်ရှင်းသူတွေဘေးတန်ကာလတန်ရှင်းသူတွေအဓိကပြင်ဂျူးလူမျိုးတွေအဲ့ဂျူးလူမျိုးတွေကနေတော့တသိန်းလေးတောင်လေးတောင်နေဟောပြောခြင်းပဲပြောင်းလဲလာတဲ့တပါမျိုးသားတန်ရှင်းသူတွေဘေးတန်ကာလတန်ရှင်းသူလို့ပဲပြောလိုက်ရအောင် အဲ့လူတွေအတွက်အဓိကပြောတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်လည်းဓာတ်အကြီးမဟုတ်ပေမဲ့ခံယူလို့ရတယ်တွယ်ဝိုက်ပြီးတော့ခံယူရတယ်အဲ့ဒီချိန်ကမှာတဲ့မင်းတို့တရားစရက်တွေကိုပို့ဆောင်လိမ့်မယ်မင်းတို့မဟုတ်မှမဟုတ်တရားဆွဆွဲပြီးတော့စင်ကြမယ်ဒါတော့ဒီနေ့အစ်တင်တော့ခေတ်ကာလမှာလည်းဒီတိုင်းမဟုတ်ဖောက်တယ်မဟုတ်လားမလုတာကိုလုတယ်လို့ပြောတယ်လုတယ်ဆိုတာတော့မလုပါဘူးလို့ပြောတယ်လိန်ညာတယ်နော်ဒါမျိုးတွေကကျုပ်ပေါင်းပြဒုနဲ့ဒီလူတယောက်ကိုထောင်ချောက်ဆင်ပြီးတော့ အကွက်တွေစိန်ပြီးတော့ပြောရရရှိတယ်မလို့တဲ့ဟာတဲ့သူဒါမျိုးလောက်ကောင်းလုပ်ပါမယ်လို့တော့ပြောတာတွေရှိတယ်မဟုတ်ဘူးလားဒါကြောင့်ဒီနေ့ကျွန်တော်တို့တက်တာအတွက်လည်းဓာတ်ကြီးမဟုတ်ပဲခံယူလို့ရတယ်ကဲဘိလင်ကာလာတန်ရှင်းလို့တဲ့အရှင်ကဘာပြောထားလဲမင်းတို့တရားရုံးတွေခေါ်သွားကြမယ်မင်းတို့စစ်ကြောကြမယ်စီရင်ကြမယ်မင်းတို့ရိုက်ပုတ်တွေညှိမှန်းနေဆက်ခံမယ်အချိန်ကြာရင်ဘာပြောရမယ်ဆိုတာကိုကြိုတင်ပြီးတော့မစင်ကျင်ထားနဲ့ဒါအလုံးမဟုတ်ဘူးအရှင်ကပြောခြင်းလား ထိုခဏချင်းတွင်မင်းတို့ရတဲ့စကားကိုသာပြောရမယ်မင်းတို့အလိုလျောက်ပြောနေတာမဟုတ်ဘူးနော်တန်ရှင်သောဝိညာဉ်တော်ကပြောတော်မူတဲ့ထိုရှင်နာမပုံကြည်ပါစေယနေ့ကျွန်တော်တို့အသင်းတော်ခေတ်ကာလတည်းလည်းတိုင်းပါပဲကျွန်တော်အင်္ဂလိပ်တရားဟောလို့ပဲဖြစ်ဖြစ်ဟလာမော်တော်မတားဆွဆွဲပြီးတော့တရားရုံးမှာရောက်တဲ့ခါဖြစ်ဖြစ်ရဲစခန်းမှာရောက်တဲ့ခါဖြစ်ဖြစ်တမပြောပြောကြလိမ့်မယ်ကျွန်တော်မဟုတ်မဟုတ် မမှန်တဲ့တရားတွေနဲ့ဆွဆွဲကြနိုင်မယ်အဲ့ချိန်မှာကျွန်တော် ဘာလို့ဖို့လို့လဲကြားဆောင်ရက်တိဖို့လို့လဲဒါပြီးဒါလာမယ်ဒါပြီးဒါပြောမယ်မစင်းစားပါနဲ့တဲ့နှုတ်ကနေအလိုလျောက်ရတဲ့စကားပဲပြောပါအဲ့ဒါမင်းတို့အလိုလျောက်ပြောတာမဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ကမင်းတို့ခန္ဓာကိုယ်အသုံးပြုပြီးတော့တန်ရှင်းသောဝိညာဉ်တော်ပြပြောတော်မူတယ်လို့ကျမ်းစာဖော်ပြတွေ့ရမှာဖြစ်ပါတယ်ထိုရှင်နာမှာပါ၍ပုံကြည်ပါစေကြောက်လို့ဒုက္ခဆင်းရောက်နေချိန်မှာဘေးတိုင်းကာလတန်ရှင်းသူတွေပေါ့နော်သူတို့ဘုရားခင်ရဲ့ဝိညာဉ်တော်ဘုရား မာစာလည်းရှိတယ်လမ်းပြလည်းရှိတယ်ပို့ဆောင်ကောင်းကြီးပေးလည်းရှိတယ်ဆိုတာကိုဘုရားတရားမှာစိတ်ချဖို့ကဲသူတို့ပဲစိတ်ချရမလားပို့ပါဦးဂျေဇုတော်ကြွားရက်ခက်ကျွန်တော်တင်းတော်ခက်မှာလဲထုံနီးတူပဲဖြစ်ပါတယ်ဘုရားခင်ဝိညာဉ်တော်ဘုရားမာစာလမ်းပြလိမ့်မယ်ဆိုတာကိုယုံကြည်စိတ်ချမှုနဲ့သွာလာကျင်လည်ရအောင်လို့ဒီနှုတ်ကတော်ရပ်တည်ပြီးတော့ကျွန်တော်တိုက်တွန်းနှုတ်ဆော်လိုပါတယ်ကြောင့်ရနှုတ်ကတော်နဲ့ဝင်ခကြအဖြစ်အကြောက်တက်မှာဖျားခြင်းသည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစီတော့ ဆုတောင်းအပ်နေကြပါစို့မြစ်တော်ရှင်ဖာဖျားဘေးရန်ကာလမှာရှိတဲ့တန်ရှင်သူတွေဟာမြောက်များစွာသောဒုက္ခဆင်းရဲခံရတယ်လူယုံတွေကိုပို့ကြလိမ့်မယ်တရားစီရင်မှာရိုက်ကြလိမ့်မယ်ရှင်ဘိနေထန်ဒီအစိုးရမင်းရာရှိတဲ့ထံမှာ ကိုရရှင်ကြောင့်ရောက်ကြမယ်အဲ့ချိန်မှာဘာပြောမလဲဆိုတာကိုရှိမစွာကနေစဉ်းစားဖို့မဟုတ်ပါဘူးသို့သူဖြစ်နေခဏချင်းမှာပြင်လင်း သားတို့တပ်တမှာရတဲ့စကားကိုဒါပြောချဖို့ဖြစ်ပါတယ်။အလိုတော့ပြောတာမဟုတ်ပါဘူး။တန်ရှင်တော်ဝိညာဉ်တော်ပြောတော်မူတယ်ဆိုတဲ့အတိုင်းဖဖျားအဲ့လိုတွေ့ကြုံတွေတွေ့ကြုံရမယ်။ဘေးကဏ္ဍကြီးကလာတန်ရှင်သူတွေအတွက်ပဲဖြစ်ဖြစ်ယနေ့အတင်းတော်ခေတ်ကလာမှာလည်းထွန်တီးတူတွေ့ကြုံမဲ့တင်းဆရာတွေဓမ္မဆရာတွေယုံကြည်သူတွေပဲဖြစ်ဖြစ်တန်ရှင်တော်ဖျားရဲ့လုံဆောင်ဖို့မှာယက်တိပြီးတော့ဆောင်ဆိုင်နေဖို့လုံကမဆာပဲပြန်လာပြပြီးတော့ကောင်းကြီးပေးပါမိကြောင် တော်တော်ကလုံးရဲ့ကယ်တင်ပိုင်ရှင်အရှင်ယေရှုဖုရားနာမတော်မြတ်ကိုပြည့်ပြုပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရပါဖျားသခင်အာမင်တန်ရှင်သောဝိညာဉ်တော်ဖုရား ပြောတော်မူတဲ့ဒီဒီအကြောင်းအရာတအားသဘောကျတယ်ချော့ဘလို့ထင်လို့ဆိုရင်မှစကားချက်လေးနဲ့ပြောခြင်းနဲ့အသင်းတော်ရုပ်သိမ်းရုပ်သိမ်းခြင်းလို့တန်ရှင်တော်ဝိညာဉ်တော်ပါရုပ်သိမ်းသွားတယ်လို့ပြောပါတယ်ဒါပေမဲ့ဝိညာဉ်တော်ဖုရားလေး 啊，等了就爸当嘛，年纪薄嘛来捡的。但小姑娘么心不老老，别人讲了，但心都里撇烂嘛嘞，其钱都里撇烂了嘛。但生活，姑娘们撇老老，被撇烂了包括啦。大家，啊，等了七、八天都，但小姑娘七、八天，别别人讲了嘛，姑娘们现老不老漂亮，懂得节俭，马云也懂得节俭，别撇吧。姑娘们撇撇别的讲，你还得看娃子嘞，首先他嘛不一般的，第二个就一般嘞，人家就别走路他扮得着讲。 မိမိရဲ့မိတ်ဆွေတွေဆွေမျိုးသားချင်းတွေမိမိရဲ့ Facebook တငယ်ချင်းတွေကြားနာစီရင်နိုင်ဖို့လို့ငါ public မှာ share လုပ်ပြီးတော့မှုရမြတ်မှာတပတ်တန်းလေးပေါင်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်။ရောက်တဲ့ပုံမှာဖျားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့။အာမင်။